မင်္ဂလာပါကိုခန့် eighth football show နေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ကိုခန့်ပါ Liverpool နဲ့ Tottenham Hotspur ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပြီးသွားကြပါတယ် full time review လို့ပြောပေမဲ့တကယ်တော့ Liverpool ကိုကျွန်တော်တို့ congratulation လုပ်ရင်းချီးကျူးဂုဏ်ပြုတဲ့ video တစ်ပုတ်လို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်ဒါအခုကျွန်တော်ပွဲပြီးသုံးသပ်ချက်လုပ်နေစဉ်အချိန်ကာလအတွင်းမှာပဲ လီဗာပူးအသင်းရဲ့ကစားသမားများစွာအသင်းပရိသတ်တွေနဲ့တူတူ Anfield Queen ထဲမှာအောင်ပွဲခံနေတဲ့မြင်ကွင်းတွေကိုမြင်ရတာဒါကျွန်တော်တို့ဘေးပရိသတ်တွေတောင်မှအပျော်ကူးစက်စေပါတယ်တဖက်မှာလည်းကိုအားပေးတဲ့နော် Chelsea အသင်းသားဖြစ်ရင်ဘလောက်ကောင်းလိမ့်မလဲဆိုရဲဟိုခံစားချက်မျိုးလေးတော့ဝင်မိတယ်ပေါ့နော်ထားပါအဲ့တော့ချီချူးဂုံပြူထိုက်တဲ့သူကိုချီချူးဂုံပြူတာကကောင်းသောမင်္ဂလာတစ်ပါးဖြစ်ပါတယ်ကျွန်တော်တို့တွေဒီချီချူးတဲ့သူကို ချီးကျူးရပါလိမ့်မယ်ခင်ဗျလီဗာပူးတင်းဟာဒီနှစ်ဘောလုံးရာသီမှာပရီးမီးယားလိအသင်း20ထဲမှာမှပြောင်းရွှေ့ကြီးအနည်းဆုံးသုံးပြီးတော့ချန်ပီယံဖြစ်ခဲ့တဲ့အတွက်ကြောင့်တက္ကပေါ်ပြားရီလောင်းတယ်လို့ပူပြီးချုံမြိန်ခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ် အဲ့တော့လီဗာပူးတင်းဟာဒီနှစ်ပွဲကိုတရေကြုံနဲ့ချန်ပီယံဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ဖီအားကင်းကင်းနဲ့ပဲအကောင်းဆုံးကစားသွားခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ပြိုင်ဘက်တော်တင်ဟော့စ်ပါတင်းကတော့လီဗာပူးနဲ့တွေ့တိုင်းဂိုးပြတ်ရှုံးလေးရှုံးထရှိတဲ့အပြင်ဒီနှစ်ရာသီမှာစွမ်းဆောင်ရည်ပိုင်းကလည်းအတော်လေးမကောင်းတဲ့စွမ်းဆောင်ရည်မျိုးနဲ့ရှင်ပြိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်လီဗာပူးတင်းကိုမထင်မှတ်ပဲဆိုလန်ကီရဲ့ကောင်းတိုက်အတွင်းကိုတကူရသွားတာလွဲရင်ကြံတဲ့မိနစ်အပိုင်းခြားတွေမှာဘလို့နီးနေမှမရှင်နိုင်ခဲ့ဘူး။မန်တယ်ပိုင်း ်ကစားသမားတွေရဲ့စိတ်သက်ခံယူချက်တော့ပြတ်သားမှုပိုင်းအားလုံးကလေပြင်းပေါ်မှာဆင်သွားနေတယ်လို့တိတာထင်ရှားသောလီဗာပူးတင်းအသာကြီးရနေတဲ့ပုံစံမျိုးကိုမြင်တွေ့ခဲ့ရပါတယ်။ H Bastikalu အနေနဲ့ဒီနှစ်ဘောလုံးရသည်မှာယူရိုပါလိတာမရခဲ့ဘူးဆိုရင်နောက်နှစ်ဘောလုံးရသည်နီးပြအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒီနှစ်ပွဲတွေမှာ Tottenham Hotspur ရဲ့လူထုပ်ပုံကလည်း ယုံကြည်ချက်ဘလောက်မရှိသလဲဆိုရင် Christian Romero တို့ Michael Valverde တို့ပြန်ကောင်းနေပါလျက်နဲ့ထဲ့မတုံးခဲ့ပဲဒါ Davis နဲ့ Danso တို့သာလျင်အတုံးပြူသွားခဲ့တာတွေ့ရပါတယ် Benevis ကလည်း left back ကစားသမားအဖြစ်နဲ့ကျွန်တော်မြင်တွေ့ခဲ့ဘူးရဲ့ကစားသမားအဲ့တော့ CB တနေရာမှာဆော့တဲ့အခြေအနေမျိုးမှာဘလူးနီးနဲ့မှအဆင်မပြေခဲ့တယ်လို့ဒန်ဆိုကလည်းထိတ်တန်းကစားသမားတယောက်တော့မဟုတ်ဘူးဇန်နဝါရီပြောင်းရွှေ့ကာလမှာရောက်လာပြီးတပွဲစားနှစ်ပွဲစားမဆိုးပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့အဲ့လောက်ထိ မကောင်းတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကွင်းလေအထိုင်ကိုကြည့်မယ်ဆိုရင်လေ The Archie Gray တို့လို Bajville တို့လို player မျိုးတွေ James Madison တို့လို dengan ပြဿနာမကြာခဏရနေတဲ့ကြန့်ခိုင်မှုမပြည့်တဲ့ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့အတွက်ကြောင့်ဘလူနီနဲ့မှအားရစရာမကောင်းခဲ့ပါဘူးအဲ့တော့တစ်ဖက်က Liverpool ကတော့မထင်မှတ်ပဲဒီ Goal ကိုပေးလိုက်ရတာလွဲရင်လုံးဝအင်ပြည့်အားပြည့်နဲ့ပြိုင်ဘက်အသင်းကိုအကောင်းဆုံးဖိအားပေးကစားသွားခဲ့တယ်။လီဗာပူးရဲ့ထုံးတဲ့တိုင်းပဲဒီနေ့ဘောလုံးရသည်မှာလှေမြန်တဲ့ transition တွေနဲ့အတူကိုရဖို့စ조사အထောက်မှုတွေမြင်တွေ့ခဲ့ရတယ်လို့ကစားသမားတွေရဲ့ relation အစဉ်ပိုင်းရော position အစဉ်ပိုင်းရောကောင်းမွန်စွာနဲ့အကောင်းဆုံးကစားသွားတဲ့ပုံစံအခင်းချင်းတွေပါမြင်တွေ့ခဲ့ရပါတယ်အဲ့တော့ဒီနေ့ပွဲတင်မှာဆိုရင်ကျွန်တော် Ryan Gravenberg ရဲ့ပွဲတစ်ပွဲလုံးကိုခြုံကြည့်နိုင်စွမ်းတန်ပိုထိန်းနိုင်စွမ်း handle လုံးနိုင်စွမ်းကပရိသတ်အားလုံးသဘောကျမဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့တော့ Ryan Gravenberg ရှိုံနဲ့ Central Zone မှာတစ်ဖက် Miffy Tran ကိုအကောင်းဆုံး control လုပ်နိုင်ခဲ့တယ်လို့ပြောရမှာပါအဲ့အတွက်ကြောင့် McAllister ရော Suppose line ရောနောက်ကိုတိတ်လဲကြည့်စရာမလိုဘဲနဲ့ရှေ့မှာ Mozala Luis Diaz Cody Gapo ရောနဲ့အတူတူအလုံး9ယောက်လောက် ठी attacking overload လုပ်ပြီးတော့ကစားသွားခဲ့တာကိုတွေ့ရပါတယ် defensive line ကကစားသမားတွေထဲမှာဆို Ibu ရော Vaji Van Dijk ရောရှေ့ထိတက်ပြီး pressing တွေပေးသွားခဲ့တဲ့အတွက်ကြောင့် a trend တို့ now robertson တို့တောင်အရင်ကြီး attack လုပ်စရာမလိုတော့တဲ့အခြေအနေမျိုးပါကျွန်တော်ရှင်းမပြောသလိုပေါ့ စိတ်တနဲ့ခံယူချက်ပိုင်းပြတ်သားသွားသလို viewer ပိုင်းရောကစားသမားဦးချင်းတယောက်ချင်းစီရဲ့ talent ပိုင်းရောကွာသွားတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာအဖြေကထွက်သွားပါတယ်ဆိုတော့ Liverpool ရဲ့ကစားတဲ့ဟန်ကတော့ Liverpool ပဲ Liverpool ဒီကျွန်တော်ပွဲစဉ်တင်မာတဲ့ကပြောခဲ့တယ်ဒီနှစ်ဘောလုံးရသည်က Jurgen Klopp ရဲ့အထိုင်ကို Arne Slot ကလုံးဝမဖြတ်ပဲပြုပြင်မွမ်းမံမှုတွေနဲ့သူ့ရဲ့တချို့သောအတွေးအခေါ်အစ်စ်လေးတွေအနေငယ်ပေါင်းထည့်ပြီးတော့ လီဗာပူးကိုအကောင်းဆုံးအမြင့်ပြန်စီခဲ့တယ်။နောက်နှစ်ဘောလုံးရာသီမှာတော့ဒီအထိုင်ပြတ်သွားရင်အာနာစတော့ရဲ့တကယ်ပုံစံအခင်းချင်းကျွန်တော်မြင်ရမလားတော့မသိဘူးပေါ့နော်။ဒါပါဒီနှစ်ရာသီမှာတော့လီဗာပူးဒီအဓိက progress and penetrate ကိုပဲအားပြုပြီးတော့ပွဲတိုင်းလိုလိုကစားခဲ့ပါတယ်။အဲ့တော့ကျွန်တော်လီဗာပူးမှာ formula ပုံစံนี้မရှိဘူး။ငါတို့ဒီပွဲတင်မှာဒါပါတော့ဘောဘိုဒရှင်ယူတင်တယ်ဆိုယူလိုက်တယ်။ဒါပေမဲ့ယူတင်တယ်ဆိုတဲ့အခြေအနေကလည်း ပြိုင်ဘက်ရဲ့အခြေအနေပေါ်မူတည်တယ်ပွဲရဲ့အခြေအနေပေါ်မူတည်တယ်များသောအားဖြင့် Liverpool အသင်းသည်ပြိုင်ဘက်အသင်းရဲ့ final တက်ထဲကိုဘလို့အလင်းအမြန်ဆုံးနီးလန်းတဲ့ဘောလုံးကိုရောက်ရမလဲဆိုတာဦးစားပေးတတ်တဲ့အသင်းမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့ Central Zone တွေမှာရော Channel တွေမှာရော Liverpool အသင်းရဲ့တချို့သော possess တွေအများကြီးမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်ခင်ဗျာ Okay အဲ့တော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးကစားပေးသွားတဲ့ကစားသမားတွေကတော့အများကြီးပေါ့နော် ်အတယောက်ချင်းဒီပြောရင်တော့ကိုမမဟုတ်တော့ဘူးဆိုတော့ရသွားတဲ့အသွင်းကိုးလေးတွေကိုတစ်ချက်ပြန်ပြီးတော့ဆန်းစစ်ကြည့်ပါမယ်ဒါ7 minute မှာတင် James Madison ရဲ့ corner ကနေဒါ Solanki ခေါင်းတိုက်ခွင့်ရတယ် Solanki အကောင်းဆုံးခေါင်းတိုက်ရင်းနဲ့မထင်မှတ်ပဲဥဆောင်ကိုရရှိသွားတယ်ပေါ့ဒါပေမဲ့ Liverpool တင်းကဟိုပြသွားတာမျိုးမရှိဘူးပြလဲပြเสียရမလို့သူတို့အသင်းဒီတရေကြောက်နဲ့ဘူဆွဲမှာဖြစ်တဲ့အတွက်ကြောင့်အေးသေးသေးပဲအကောင်းဆုံးပွဲကိုထိန်းချုပ်ပြီးကစားခဲ့တယ် နောက်ထပ်6မိနစ်ကြာ18မိနစ်မှာပဲသူတို့ချီပါကိုပြန်ရသွားတယ်ဒီကိုကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်မိုဆာလာကနေဒီစင်ဆူပိုဇလိုင်းကိုပေးလိုက်တယ်ဆူပိုဇလိုင်းကနေလူးအစ်ဒီအက်စ်ကိုပေးရနေဒီစင်ပိတ်ပြီးတော့တွင်းယူသွားခဲ့ပါတယ်ခင်ဗျအဲ့တော့ဒီကိုမှဆိုလဲကစားသမားတစ်ယောက်နဲ့တစ်ယောက်ကြားရဲနားလည်မှုတွေအများကြီးမြင်တွေ့ခဲ့ရပါတယ်နောက်24မိနစ်မှာတဲလ်ရဲ့ဒါဘောလုံးပြတ်အောင်မပေးတဲ့အမှားပေါ့နော်အဲ့တော့ဘာချီဂရေးစီဘောလုံးရောက်သွားတဲ့အချိန်မှာ right graving bash က ဂျားတဲ့နဲ့ဝင်ခုသွားတယ်အဲ့တော့ဘလောက်ပါနဲ့လဲဆိုခုလိုက်တဲ့အချိန်မှာ သူချက်ချင်းဆိုလို့ဘောလုံးကိုတန်းပေးလို့ရပါမယ်ကတ်နေတဲ့သူရှိတဲ့အတွက်ကြောင့်သူ body ပဲခုထားတယ်အဲ့ဒီအချိန်မှာကျွန်တော်မက်ကာအကောင်းဆုံးတော့ rocket ကိုကြီးကန်သွင်းယူသွားခဲ့တယ်အားရပြင်းလာမိနေကိုဒမဗီဂါရီယိုအနေနဲ့ဘာမှမတက်နိုင်ခဲ့ပဲအပေါ်ဒေါင်းကိုဝင်သွားခဲ့ပါတယ်ဒေါင်းအရန်တော့မကြောက်ဘူးဒါပေမဲ့ kick က power ပါတဲ့အတွက်ကြောင့် ်ဗီဂါရီကိုဖမ်းဖို့ဆိုတာဒီလိုအခြေအနေမျိုးမှာမဖြစ်နိုင်ခဲ့ပါဘူးဒါလီဗာပူးသင်းရဲ့အဓိကအနိုင်ကိုဖြစ်ခဲ့တယ်ကျွန်တော်နောက်ထပ်၃ခုမြောက်တော့ဒါ36မိနစ်မှာရှားခဲ့တာပါเนาะဒါဒီကိုကကော်နာကနေတစ်ဆင်းဗာဂျ်ဗောရှင်းထုတ်တာမတည်တက်ရာနေကိုရီဂတ်ဘူကပတ်ပြီးတော့ကန်သွားခဲ့ရင်ပထမအိမ်မှာနေဒါပွဲပြီးသွားပြီ3-1ဖြစ်သွားခဲ့ပြီပေါ့နော်ဒုတိယပိုင်းရောက်တဲ့အခါမှာလည်းကျွန်တော်နောက်ထပ်တကူမြင်ခဲ့ရတယ်အဲကိုကတော့လီဗာပူးဒီနေ့ရာဒီမှာ အမြဲတမ်းလိုလိုရာလီအထရှိတဲ့ဂိုးတွေပေါ့အဲ့လိုဂိုးမျိုးသွားမကြည့်နဲ့အဲ့လီဗာပူးကဆရာကြီးပဲပြီးရင်ကောင်တာအထက်ကောင်းတယ်ကောင်တာပရက်စင်တွေကောင်းတယ်ဒါတွေကလီဗာပူးရဲ့ treatment skill တွေလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဂိုးကိုကြည့်မယ်ဆိုရင်အလုံးထိချက်က3ချက်ပဲရှိခဲ့ပါတယ်အဲ့တော့ဒီကောင်တာကနေနောက်ဆုံးရရှိတဲ့သူကတော့ suppose line ပေါ့နော် suppose line ကမှမိုဆလာကိုပေးခဲ့တယ်မိုဆလာကန်သွင်းသွားတဲ့ပုံစံကလည်းတော်တော်ပါးရနေရရှိတယ်လို့ပြောရမှာပါဆွဲပြီးတော့ကန်သွားတာဖြစ်တဲ့အတွက် ဘောလုံးလာရလမ်းကြောင်းကမှန်းဆခတ်တယ်ဗီဂါရီယိုရဲ့ဘေးနားကိုကတ်ပြီးတော့ဝင်သွားခဲ့ပါတယ်နောက်ထပ်တွင်ကိုတကူကတော့ဒီဂိုဂျူတာဘောလုံးကန်အတွင်းရာကနေပြန်ပြီးသူ့ကိုလုံးနဲ့သူဘောက်ထဲမှာပြန်ထိသွားတယ်ပေါ့နော်ရှန်ထွက်လာတဲ့အလုံးကိုထရန့်ကပြေးထွက်ပြီးယူတယ်ဘေးကိုကျွန်တော် cross volley ပေးရာကနေတစင်ဥရိုဂီယာရှင်းထုတ်ပေးမယ်ကိုကိုကိုပြန်အတွင်းလို့တော့ဖြစ်သွားတယ်အဲမူဆလာထိရင်တော့မူဆလာရမယ်ပေါ့နော်ဒါပေမဲ့လည်းဒီကူကဥရိုဂီယာ OG ဖြစ်တော့တတ်မှတ်ခဲ့ပါတယ်ပွဲပြီးသွားတဲ့အချိန်မှာ Liverpool အင်းဟာ5-1ဆိုတဲ့အနိုင်ရလဒ်နဲ့နိုင်ခဲ့တဲ့အတွက်ကြောင့် Liverpool total ကို over ဇုံဖြစ်ခဲ့ပါတယ်ခင်ဗျာ2024-25 Premier League Champion England အဆင့်မြင့်တန်းအကျိန်20မြောက် Champion Liverpool တင်းကို congratulation လုပ်ပေးနေပဲဗီဒီယိုလေးဒီမှာနားအခွင့်ပြုပါခင်ဗျာကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်